င်္ဂလာပါခင်ရေကုန်ခေတ္တကနီးနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖက်စစ်ကောင်စီကတဝဲစီမံကိန်းကိုရုရှားလက်ထက်အပ်ဖို့အတွက်မြန်မာဂျပန်ထိုင်းနိုင်ငံတို့ကူပေါင်းဆောင်ရွက်ခဲ့တဲ့အထူးစီးပွားရေးဆောင် SPV ကိုဖျက်သိမ်းဖို့အကြံဖက်ဒုတိယစစ်ကောင်စီဆိုဝင်ကညွှန်ကြားလိုက်ပြန်ပါတယ် အရကတတော်အေအေရဲ့စစ်တွေမြို့သိမ့်တဲ့ဘွယ်ဟာဂျပန်ဖက်စစ်ကောင်စီရဲ့စစ်တွေမြို့နယ်ရွှေမင်းကန်ရေတပ်စခန်းနဲ့သုံးဆောင်ရွာအနီးအထိရောက်ရှိနေပြီးနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့လူတကောင်ဆောင်ဒေါ်ဆတ်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းအတွက်တားငယ်ကိုထိန်လင်းဟာအမေရိကန်ကိုရောက်ရှိလာတယ်လို့သိရပါတယ်လူတကောင်ဆောင်ဒေါ်ဆတ်စုကြည်ရဲ့တားငယ် Kim Harris လို့ခေါ်တဲ့ကိုထိန်လေးဟာဒေါ်ဆတ်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းအတွက်အမေရိကန်ရောက်မြန်မာပြည်သူတွေနဲ့အတူတွေ့ဆုံပွဲတွေကိုတက်ရောက်ဖို့ရောက်ရှိလာတာဖြစ်တယ်လို့လည်းသိရပြီးကိုထိန်လေးကိုနယူးယောက်လေစိတ်မှာမြန်မာပြည်သူတွေကဝမ်းပန်းတတကြိုဆိုနှုတ်ဆက်ခဲ့ကြတယ်လို့လည်းသိရပါတယ်အဲဒီလိုအမေရိကန်ရောက်နေတဲ့အချိန်မှာပဲမြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်ဆတ်စုကြည်ရဲ့တောင်းငယ်ကိုထိန်လေးဟာလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတွေ စစ်အုပ်စုရဲ့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့မိခင်ဖြစ်သူဒေါအောင်ဆန်းစုကြည်အပါဝင်မတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့အရေးကိစ္စတွေကိုပါနိုင်ငံတကာကနေအရေးတကြီးလှုပ်ဆောင်ဖို့လိုအပ်နေတာတွေကိုတိုက်တွန်းတောင်းဆိုသွားဖို့တွေလည်းရှိတယ်လို့သိရပါတယ်ဒါပြင်ကိုထိန်လေးဟာအမေရိကန်ပြည်ထောင်စုနယူးယောက်ဘော့စတန်ဝါရှင်တန်ဒီစီအပါအဝင်မြို့ပေါင်း၈မြို့ကိုတွားရောက်ပြီးပြည်ပရောက်မြန်မာနယ်ဘွားတွင်နဲ့လည်းတွေ့ဆုံသွားဖို့ရှိပြီးတော့ တဖက်မှာတော့မချာခင်အသက်80ပြည့်နှစ်ရောက်ရှိတော့မှဖြစ်တဲ့လူလူကောင်းဆောင်ဒေါက်ဆာစုကြည်ကိုအချက်ဖက်စစ်ကောင်စီတပ်ကမတရားဖမ်းဆီးချုပ်နှောင်ထားတာဟာ၄နှစ်ကျော်ကြာရှိနေပြီမိသားစုနဲ့လည်းလုံးဝတွေ့ခွင့်မပေးဘူးလို့သိရပါတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့မြန်မာနိုင်ငံမှာတုံညနဲ့စတင်ခဲ့ရတဲ့တော်လန်ရေးဟာ၄နှစ်ကျော်ကြာမြင့်လာတဲ့အချိန်မှာပြည်သူတွေရဲ့ကြံ့ကြံ့ခံတုံ့လန်မှုကြောင့်နိုင်ငံရဲ့နေမြေ90ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်နိုင်ပြီဖြစ်လို့ စစ်အုပ်စုရဲ့ကြာရှုံးမှုတွေကိုလည်းမြင်နေရပြီဖြစ်ပေမဲ့ဆက်ပြီးထောက်ခံအားပေးမှုနဲ့ကြံ့ကြံ့ခံမှုကိုလိုအပ်နေဆဲဖြစ်တယ်လို့တမ္မကြီးဦးကျော်မိုးတွန်းကပြောလိုက်ပါတယ်။ဒါကတော့မတ်လ6ရက်နေ့မှာ Asia Society ကကျင်းပတဲ့မြန်မာနိုင်ငံရဲ့စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများဆွေးနွေးပွဲမှာမြန်မာတမ္မကြီးဦးကျော်မိုးတွန်းကပြောလိုက်တာပါ။အဲ့ဒီဆွေးနွေးပွဲမှာတမ္မကြီးဦးကျော်မိုးတွန်းကလက်ရှိမြန်မာနိုင်ငံကပြည်သူတွေဟာကြံ့ကြံ့ခံပြီးအကြမ်းဖက်စစ်အုပ်စုကိုတွန်းလှန်နေတဲ့အတွက် အချမ်းပတ်စစ်ကောင်စီရဲ့ကြာရှုံးနေမှုတွေကိုမြင်နေရတယ်ဆိုတာအသေးချာပြောနိုင်တယ်လို့ဥကြုံမုတ်တွန်းကပြောခဲ့တဲ့အပြင်ဘာမှမရှိတဲ့တုံညာကနေစခဲ့ရတဲ့တော်လန်ကြီးဟာအခုဆိုရင်တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူတကွလက်တွဲပြီးတွန်းလှန်နေတာဟာမြန်မာနိုင်ငံရဲ့နေမည်90ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်ထားနိုင်တဲ့အောင်မြင်မှုတွေရရှိနေပြီဖြစ်တယ်လို့လက်ရှိအချိန်အထိလည်းမြန်မာပြည်သူတွေဟာအချမ်းပတ်စစ်အုပ်စုကိုကြံ့ကြံ့ခံတွန်းလှန်နေကြတယ်လို့တမ္မကြီးဥကြုံမုတ်တွန်းကပြောသွားပါတယ်အဲ့ဒီလိုအောင်မြင်မှုတွေရရှိနေပြီမြေ ဒီထက်မကတဲ့အောင်မြင်မှုတွေဆက်ပြီးရရှိဖို့အတွက်မြန်မာပြည်သူတွေနဲ့မြန်မာနိုင်ငံရဲ့မိတ်ဆွေတွေကိုတော်လှန်ရေးမှာဆက်ပြီးပါဝင်အားဖြည့်ပေးဖို့ကိုပါတမကြီးဥကျော်မိုးထွန်းကဆွေးနွေးပွဲအတွင်းတိုက်တွန်းသွားသလိုလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရရက်နဲ့နိုင်ငံတကာအခမ်းအနားအာဆီယံအခမ်းအနားစတဲ့အကြောင်းအရာတွေကိုပါဆွေးနွေးပြောကြားခဲ့တယ်လို့သိရပါပါခင်ဗျာ တစ်ဖက်မှာတော့အရကတတော် AA ရဲ့စစ်တွေမြို့သိမ်းတိုက်ပွဲဟာအချက်ဖက်စကောင် C ရဲ့စစ်တွေမြို့နယ်ရွှေမင်းကန်ရေတပ်စခန်းနဲ့တုံးဆောင်ရွာအနီးအထိရောက်ရှိလာပြီးနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။လက်ရှိအရကတတော် AA ဟာတပတ်က AR ဘကိုးနဲ့မကွေးတိုင်းဘက်တွေမှာပါ PDF ပူပေါင်းတပ်တွေနဲ့အတူထိုးပေါက်ဝင်အောင်နေပြီးတစ်ဖက်မှာလည်းရခိုင်ပြည်နယ်မှာနောက်ဆုံးသိမ်းမှုကြံ့နေတဲ့မြို့သုံးမြို့တဲကစစ်တွေမြို့ကိုပါထိုးစစ်ဆင်တိုက်ခိုက်နေရမှာစစ်တွေမြို့အနီးအထိ AA ရဲ့ထိုးစစ်တွေရောက်ရှိနေပြီဆိုပါတယ်။ အကြံဖက်စစ်ကောင်စီဘက်ကတော့စစ်တွေမျိုးအနိတိုက်ပွဲတွေမှာအေအေထိုးစစ်ကိုမခံနိုင်ပဲနောက်ပြန်စုံရင်းစုံရင်းနဲ့ယမန်နေ့ကတည်းကစစ်တွေမျိုးအနိအထိရောက်နေပြီတိုက်ပွဲတွေကတော့စစ်တွေမျိုးနဲ့ရွှေမင်းကန်ရေတစခန်းနဲ့၃ဆောင်ရွာအနိအထိကိုရောက်ရှိနေပြီလို့ဒေသခံပြည်သူတွေကပြောပါတယ်အကြံဖက်စစ်ကောင်စီကလည်းရွှေမင်းကန်ရေတစခန်းမှာ Navy တင်းမောတွေပါအစီအေတော်တော်များများအထိုင်ချပြီးခုခံနေတာဖြစ်တယ်လို့အရခတတော်အေးကလည်းစစ်ကောင်စီဘက်ကကြည်ရည်လေး၃ခုပေါင်းပြီးခုခံနေတဲ့ကြားကပဲအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေဟာစစ်တွေမြို့အနီးမှာတည်းဒီတက်ပုံမှုပြင်းထန်လာဖို့ရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။လက်ရှိစစ်တွေမြို့ကန်တချို့လည်းရန်ကုန်မြို့ဘက်ကပြောင်းရွှေ့ကြဖို့တွေလုပ်နေကြပြီးငွေကြေးတန်နိုင်တဲ့သူတွေကတော့လေနဲ့ပြောင်းရွှေ့ဖို့တွေပါစီစဉ်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ။တဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီကတဝဲစီမံကိန်းကိုရုရှားလက်ထက်အပ်ဖို့အတွက်မြန်မာဂျပန်ထိုင်းနိုင်ငံတို့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အထူးစည်းဝေးဆောင် SPV ကိုဖျက်သိမ်းဖို့ အကျံဖတ်ဒုတိယစစ်ကောင်းဆောင်စိုးဝင်းကညွန်ကြားလိုက်ပြန်တယ်လို့သိရပါတယ်။ ဒါကိုတော့ယမန်နေ့ကနေပြီးတော့မှပြုတ်လုတဲ့မြန်မာအထုစီးပွားရေးဇုံဆိုင်ရာဗဟုအဖွဲ့အစည်းအဝေးမှာအကြံဖက်ဒုတိယစစ်ကောင်းဆောင်စိုးဝင်းကညွန်ကြလာတာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတပွဲအထုစီးပွားရေးဇုံကို2008ခုနှစ်ကတည်းကအကောင့်ထည့်ဖော်ခဲ့တာဖြစ်ပေမဲ့တည်သားထင်ရှားတဲ့တိုးတက်မှုတွေမရှိတဲ့အတွက် Unity South to Italian Time Company ရဲ့လုတ်ကင်ခွင့်ကို2020ခုနှစ်ဒီဇင်ဘာလ30ရက်နေ့မှာရပ်ဆိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အခုခါမှာတော့အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ရဲ့ Russia Keys အတွက် ဲ့ဒီတဝက်အထူးစီးပွားရေးဆောင်နဲ့ပတ်သက်တဲ့စီမံကိန်းတွေပေါ်ဆောင်မှုဆွေးနွေးခဲ့တာတွေရှိတဲ့အကြောင်းနဲ့လက်ရှိအဲ့ဒီစီမံကိန်းဆောင်ရွက်မှုတွေဟာလည်းတိုးတက်မှုမရှိဘဲရပ်ဆိုင်းနေတာဖြစ်တဲ့အကြောင်းတွေကြောင့်ဆိုပြီးတဝက်စီမံကိန်းကိုရုရှားလက်ထက်အဖို့အတွက်အရင်မြန်မာဂျပန်ထိုင်းနိုင်ငံတို့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အထူးစီးပွားရေးဆောင် SPV ကိုဖျက်သိမ်းဖို့အကြံပတ်ဒုတိယစစ်ကောင်းဆောင်ဆိုဝင်းကညွှန်ကြားလိုက်ပြန်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့မန္တလေးတိုင်းကညောင်ဦးမြို့နယ်မှာ ငါမင်းမခြေရွာမှာရှိတဲ့နာရီအိမ်ကိုအချမ်းဖက်စကောင်စီတက်ကဝင်ရောက်လာပြီးတော့ခြေရွာနေလူငယ်အယောက်20ကိုစင်မှုထမ်းရမယ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးတွားကြပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ10ရက်နေ့ကပဲညဦးမြို့နယ်ငါမင်းမခြေရွာမှာနာရီလုံနေတဲ့အိမ်ကိုအချမ်းဖက်စကောင်စီတပ်သားတွေကရုတ်တရက်ကားတွေနဲ့ရောက်ချလာပြီးဝင်ရောက်လာကြတယ်ဆိုပါတယ် အဲ့ဒီနောက်နိုင်ရေးအိမ်မှာရောက်နေတဲ့သူတွေတဲကလူငယ်အယောက်20ကိုစစ်မှုထမ်းရမယ်ဆိုပြီးအချမ်းဖက်စစ်ကောင်စီတပ်သားတွေကပေါ်တာဆွဲဖမ်းဆီးသွားတာဟာသူတို့မှာပါလာတဲ့ကားနဲ့မဆက်တဲ့အတွက်ဂျင်းရွာတဲကကားနဲ့ပါတင်ပြီးဖမ်းခေါ်သွားကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်အဲ့ဒီလိုအချမ်းဖက်စစ်ကောင်စီတပ်ကနိုင်ရေးအိမ်တော်မချမ်းလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးနေတာတွေကြောင့်အနည်းငယ်ချေရုံမှာရှိတဲ့လူငယ်တွေပါအိမ်မှာမနေရက်ကြတော့ပဲထွက်ပြေးတိတ်ရှောင်နေရတဲ့အခြေအနေတိဖြစ်နေတယ်လို့ ဒေသခံပြည်သူတွေကပြောထကြပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီကလုံခြုံရေးရီနေရာတိုင်းတင်းကျပ်ထားတဲ့ရန်ကုန်မြို့မှာစစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုမြို့ပြတော်လှန်ရေးရဲဘော်တွေကဘုံခွဲတိုက်ခိုက်မှုတွေခက်စိတ်စိတ်ပြုတ်လုနေရမှာမနေ့ကလည်းရန်ကုန်မြို့ကမော်ဘီမြို့နယ်အတွင်းလူငယ်တွေကိုစစ်မှုထမ်းခိုင်းမှုအတင်းအဓမ္မဖမ်းဆီးဆူဆောင်းနေတဲ့ဝန်ထမ်းချောင်းဆန်ပြရွာအုပ်ချုပ်ရေးမှုရုံးကို တော်လိုင်းရဲဘော်တွေက40မမဘုံဒီနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ SSDR အထူးစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တိကိုပြောပါတယ်ဒါကတော့မတ်လ17ရက်နေ့ဖြစ်တယ်မနေ့ကည9:00နာရီဝင်းကျင်လောက်မှာပဲရန်ကုန်မြို့မော်ဘီမြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းခိုင်းဖို့အတင်းအဓမ္မဖမ်းဆီးစုဆောင်းနေတဲ့ဝန်ထမ်းစံပြရွာအုပ်ချုပ်ရေးမှုရုံးကိုတော်လိုင်းရဲဘော်တွေက40မမဘုံဒီနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်လက်ရှိမှာတော့နိုင်ငံတော်နယ်မြေတွေအကြီးအကျယ်လက်လွတ်နေရပြီးစစ်ရှုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီက တို့ထိန်းချုပ်လို့ရနိုင်သေးတဲ့ရန်ကုန်မြို့မှာလုံခြုံရေးတွေနေရာတိုင်းတင်းကျပ်ထားတဲ့ကြားကပဲရန်ကုန်မြို့ပြတော်လိုင်းကြီးရပ်ပေါ်ရဟာစစ်ကောင်စီနဲ့တပ်ဆိုင်တဲ့နေရာတွေကိုဖောက်ခွဲတိုက်ခိုက်မှုတွေခက်စိတ်စိတ်ပြုလုပ်လာနေတာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့စစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုဝေးဝေးကနေရှောင်ရှားသွားလာပေးကြဖို့ကိုပါတော်လိုင်းကြီးတပ်တွေကမြစ်တာရက်ခံထားပါသေးတယ်ခင်ဗျာဒါကြောင့်ရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ